ောင်လေးကမိမကြောက်လားကျွန်တော်ကတော့မိမအောင်မကြောက်ပါဘူးအမှန်တိုင်းပြောနေတာလားကျွန်တော်မိမဒီလိုပြောခိုင်းလို့ပါကျွန်တော်တို့ video 3ရဲ့ဝင်မယ်ဆိုရင်ရင်းစောကျွန်တော်တို့ US region နဲ့ VPN ဖွင့်ထားဖို့လိုပါတယ်ကျွန်တော်ကဒီမှာ cyber VPN လေးသုံးပြီးတော့ US region အဲရွေးပြီးတော့ VPN ဖွင့်ထားပါတယ်နော်ကဲအဲ့လိုမျိုးလေးဖွင့်ထားဖို့ရည်ဆိုလို့ရှင်ကျွန်တော်တို့က Chrome နဲ့ဝင်มาဖြစ်ပါတယ် Chrome နဲ့ရောက်ပြီဆိုရင်အပေါ် share တဲ့နေရာမှာ Google Gemini Student Offer ဆိုတာလေးရေးပြီးရှားလိုက်ပါမကျွန်တော်ရေးပြထားပါလေ Google Gemini Student Offer အဲ့လိုရေးလိုက်ပြီဆိုရင်ဒီမှာအပေါ်ဆုံးမှာ2026ဆိုရယ်စာတန်လေးပေါ်တဲ့ဟာလေးအဲတွေ့ပါလိမ့်မယ်နော်ဒီ2026ဆိုပြီးပေါ်တဲ့ဟာလေးအဲ့ဒါလေးရေးပြီးနှက်လိုက်ပါမယ်အဲ့လိုနှိပ်ပြီးလိုက်ဆိုရင်ဒီအောက်မှာ Get Offer ဆိုတာလေးတွေ့ပါလိမ့်မယ်နော် Get Offer အဲ့ Get Offer လေးကိုထပ်ပြီးတော့နှိပ်ပါမယ်အဆင့်ကြီးစီတရားကြည့်ပြပါနော်ကျွန်တော်တို့ free ရအောင်လုပ်တာဖြစ်ရကြမှာပါ။ကြည့်အဲ့လိုလေးပေါ်လာပြီဆိုရင်အောက်မှာကျွန်တော်တို့ကဒီမှာ ဒါ तू ကရနိုင်တဲ့အချက်လက်တွေပဲเนาะရနိုင်တဲ့အချက်လက်တွေပြထားပါတယ်ဒီအချက်လက်တွေဖြစ်ပါတယ်ဒီမှာအချက်6ချက်ပါเนาะဒါလေးကတော့ကျွန်တော်တို့နောက်နောက်ပြီးမှရှင်းပြမယ်เนาะအဲ့တော့ဒီအောက်က verify student set အဆိုတာဒီကိုနှိပ်လိုက်ပါမယ် stat အဆိုတာလေးအဲ့လေးနှိပ်လိုက်ကျွန်တော်တို့ဒီမှာ email ထည့်ရတော့မှာဖြစ်ပါရဲ့နော် email ထည့်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ရိုးရိုးကိုဖုန်းနံပါတ်ဖွင့်ထားတဲ့ email ထည့်ရမှာမဟုတ်ပါဘူးသူရဲ့ကျွန်တော်တို့ထည့်ရမယ် email ပါဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကဒီမှာအပေါင်းလေးနှိမ့်လိုက်မယ်ဒီအပြင်လုံးဝမထောက်အောင်เนาะကျွန်တော်ဒီအပေါ်မှာရှိတဲ့ဒီအပေါင်းတွေအလေးအဲဒီအပေါင်းလေးကိုကျွန်တော်နှိမ့်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်အဲနည်းနည်းတစ်ခု page 3မိနစ်နာရီတစ်ခုထည့်ရလိုက်ပါเนาะကျွန်တော်တို့ကဒါဘာနဲ့တောင်းရမှာလဲဆိုတော့ဟိုဒါကကွန်ပျူတာတုံးလို့ပေါ့နော်ဒါတောင်းရတာဖြစ်ပါတယ်ဖုန်းအဲ့တော့ဒီညမှာပါရမယ်ဆိုလို့ရှိရင် e tab မေတော်ကွန်ဆိုရယ်ရေးရှာလိုက်ပါမယ်ကျွန်တော်မှာရေးပြထားပါတယ် အီတက်မေတော့ကွန်ဆိုလေးရက်ရှာလိုက်ပါပြီးရင်အပေါ်ဆုံးမှပေါ်လာတဲ့ဒီထဲဝင်လိုက်ပါနော်အီတက်မေဒီထဲဝင်လိုက်ပါဒီနေရာမှာကျွန်တော်တို့ကအီးမေးယူမှာဖြစ်ပါတယ်ဒီကအီးမေးကိုခုနနေရာမှာသွားထည့်ရမှာဖြစ်ပါတယ်အဲ့တော့ဘာမှအီးမေးရှိလဲဆိုတော့ဒီမှာစာအုပ်ပုံစံလေးရှိပါတယ်။ဒီနေရာလေးကအီးမေးလေးဖြစ်ပါတယ်။အဲ sorry ပါဗျာကျွန်တော်နောက်ပြန်ဆုတ်ရလို့ပါ။ဒီအီးမေးလေးကိုကျွန်တော်တို့တထည့်ရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ၄တောက်အုပ်ကလေးနှစ်ခုရှိပါတယ်။ဒီ၄တောက်အုပ်ကလေးနှစ်ခုကဒါကျွန်တော်တို့ copy ယူတာဖြစ်ပါလေဒီ၄လောက်ကလေးနှစ်ခုနှိပ်လိုက်ပါဒါဆိုရင် copy ယူပြီးသားဖြစ်သွားပါပြီ copy ယူရင်အခုအပေါ်ဆုံးကနှစ်လေးပြန်နှိပ်လိုက်ပါဗျအဲနှစ်လေးပြန်နှိပ်ပြီးရင်ခုန page လေးတွေပြန်ယူရင်းဝင်လိုက်ပါမယ်ပြီးရင်ဒီ email ထဲမှာနေရာမှာအသားလေးဖိရမယ် page လေးကိုနှိပ်လိုက်ပါမယ် okay ဒါဆို email ရပြီထည့်ပြီးရင်ကျွန်တော်အောက်က verify ဆိုတဲ့အပြာလေးကိုနှိပ်ပြီးလိုက်ပါမယ်သူကဒါဆိုကုတ်တောင်းပြီဗျ ကိုတောင်းမိစဉ်ဂုဏစာမျက်နှာမှာပဲတက်ကြည့်မယ်အပေါ်ဆုံးကနှစ်လေးကိုပြန်နှိပ်လိုက်ပါမယ်ပြီးရင်ဂုဏအီတန်မီလီတဲ့ကိုပြန်ဝင်လိုက်ပါမယ်ကြော်ညာတက်လိုက်ပြေးလိုက်နော်ပြီးရင်အပေါ်နည်းနည်းဆွဲတင်ပါပေါ်နည်းနည်းဆွဲတင်ပြီးကျွန်တော်တို့ဗမာကြည့်ရမလဲဆိုတော့ဒီဒီအထဲမှာတစ်ချက်ကြည့်မယ်နော်ခဏလေးစောင့်ပြီးပါကျွန်တော်တို့ဒီမှာကြော်ညာကြော်ညာဝင်နေလို့နော်ကဲမှာအင်ပေါ့ဒီမှာကျွန်တော်တို့ဒီမှာ no reply google ဆိုတာ ကျွန်တော်ကပထမတစ်ခုလောက်ထားပြီးသားဖြစ်ပါတယ်ပထမတစ်ခုလောက်ထားပြီးသားမလို့အပေါ်မှာပေါ်နေဖြစ်ပါတယ်ကျွန်တော်ဒီမှာပြန်နှိပ်လိုက်မယ်နော်အောက်ကဟာလေးကိုနှိပ်လိုက်မှာဖြစ်ပါတယ်အဲ့လိုလေးနှိပ်လိုက်ပြီဆိုရင်အဲကျွန်တော်ဒီမှာနောက်ထပ်အကုတ်နေရာလေးပေါ်ပါလိမ့်မယ်နော်ပေါ်နည်းနည်းဆွဲတင်လိုက်ပါပေါ်နည်းနည်းလေးထပ်ပြီးတော့ဆွဲတင်ပေးလိုက်ပါဒါဆိုရင်သူပေါ်လာလိမ့်မယ်နော်အဲဒီနံပါတ်မဟုတ်သေးဘူးနော်အောက်ကနည်းနည်းလေးဆွဲတင်လိုက်โอเคဒီအောက်ဆုံးမှာဖြစ်ပါတယ်မှာ verify your student email address ဆိုတာလေးဖြစ်ပါတယ်เนาะအဲဒီနံပါတ်လေး88 9521ဒါလေးကိုကျွန်တော်တို့ကအပေါ်မှာတစ်ထည့်ရမှာဖြစ်ပါတယ်ဒီနှစ်နေရာလေးကိုပြန်နှိပ်မယ်เนาะ88 9521 okay ပြန်နှိပ်မယ်ဒီနေရာပြန်သွားမယ်ဒါဖြည့်လိုက်မယ်เนาะ88 9521 okay ကျွန်တော်တို့ဒီကုန်းနံပါတ်လေးကိုထည့်ပွားရေးဆိုလို့ရှိရင်ဒီရောက်က submit ဆိုတဲ့အပြာရောင်လေးကိုနှိပ်ပေးလိုက်ပါမယ် โอเคအဲ့ဒါပြီးရင်ကျွန်တော်တို့ကအောက်မှာ continue ဆိုတဲ့အပြားလေးကိုထည့်နေလိုက်ပါမယ်အဲ့လိုလုပ်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဘာလာမလဲဆိုတော့ start try ရဲ့ဆိုတာလေးလာပါမယ်နော်အဲကျွန်တော်အနှိမ့်မှာပါလို့ခဏလေးစောက်ပြီနော်ကျွန်တော်တို့ကဒီမှာ start try ရဲ့ဆိုတာလေးလာပါမယ်အဲ့တော့ start try လေးကိုနှိပ်ပြလိုက်ပါအဲ့မှာမှာကျွန်တော်တို့ဘာနဲ့တွားမလဲဆိုလို့ရှိရင်ဒီမှာ cash ရှိတယ် paypay ရှိတယ်အဲလက်ဆောင် code တွေရှိတယ် အများစုကဗာနေကြလဲဆိုတော့အဲပေးပယ်ကောက်ရှိတဲ့လူတွေကပေးပယ်နဲ့ဝင်ကြတယ်ကျွန်တော်တို့ကျွန်တော်တို့ကတော့ကတ်နဲ့ဝင်တယ်ပေါ့နော်ဗီဇာကတ်ရှိတဲ့လူကဗီဇာကတ်အဲ့တော့ကျွန်တော်တို့အက်ကတ်ဆိုတာနဲ့နှိမ့်လိုက်ပါမယ်ကျွန်တော်ဒီမှာဗီဇာကတ်ထည့်နေလေးပြမှာဖြစ်ပါတယ်အဲ့တော့အက်ကတ်ဆိုတာလေးနှိမ့်ပြလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗာလောက်မယ်ဆိုလို့ရှိရင်အပေါ်မှာဒီကတ်နံပါတ်ထည့်ပြရမှာဖြစ်ပါတယ်ဒီမှာကတ်နံပါတ်လေးထည့်ပြပါ ပေါ်ဆုံးမှာမထိုင်းဘန်ကတ်ဆိုလို့ရှိရင်ထိုင်းဘန်ကတ် နံပါတ်16လုံးအပေါ်ဆုံးမှထည့်ပေးပါပြီးရင်ဒီအောက်ကကျတော့ကျွန်တော်တို့အဲ့ဒီကတ်မှာပါတဲ့ကျွန်တော်တို့ expire date ပေါ့နော်လရဲ့နေ့ရဲ့ထည့်ပေးရမှာမယ်အဲ့ဒီကတ်မှာပဲပါတယ်နော်အဲ့ဒီကတ်မှာပါတယ်ပြီးရင်ဒီမှာ CVC ဆိုတာလည်းအဲ့ဒီကတ်မှာပဲပါတယ်နံပါတ်3လုံးပါနော်နံပါတ်3လုံးပါပါတယ်အလင်းမှာကတ်ရဲ့အလင်းမှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကိုနမူနာလေးပြပါမယ်ခဏလေးစောင့်ပါမယ်နော်အဲအဲနမူနာလေးပြပေးမှာဖြစ်ပါတယ် ကျွန်တော်ကတ်လေးကိုတင်ထားလိုက်လို့ဖြစ်ပါတယ်ခဏလေးစောင့်ပါပါနော်โอเคတော့ဒီကတ်လေးဖြစ်ပါပါနော်ဒီမှာကတ်လေးမှာပုံမှန်နံပါတ်လေးပါတယ်ရောရောအောက်မှာလည်းနံပါတ်လေးပါပါနော်ဒီဒီကတ်လေးမှာတော့နံပါတ်ပါပါနော်အဲ့တော့ရပါပြီကျွန်တော်အဲ့ဒါလေးကိုနှိပ်ပွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကဆေးဆိုတာလေးနှိပ်ပြလိုက်မယ်နော်ဆေးဆိုတာလေးနှိပ်ပြလိုက်မယ်ဆိုလို့ရှိရင်အာ အဆောရီပါဗျာဒီမှာ zip code ဆိုတာလေးလို့သိရနော်ဒီမှာ zip code ကြာတော့ကျွန်တော်တို့ United States ရဲ့ zip code ကအာအပေါ်မှာရှာလို့ရတယ်နော်ဒါပေမဲ့တခါလဲမှတ်ထားခြင်းလဲဆိုလို့ရှင်နော်0အာ7008 United code ရဲ့အာ post code ပေါ့နော် postal code ပေါ့အဲ့တော့ဒီနံပါတ်လေးထည့်ပေးလိုက်ပါဒီနံပါတ်လေးထည့်ပြီးရင်ကျွန်တော်တို့ save ဆိုတာလေးနှဲလိုက်လို့ရှိရင်အောက်မှာ subscribe ဆိုတာလေးပေါ်လာလိုက်မယ်နော်အဲ့တော့ subscribe ဆိုတာလေးပေါ်သွားပြီဆိုလို့ရှိရင် ဒီကောင်ကျွန်တော်တို့15လ free တုံးလို့ရပြီเนาะโอเคအဲ့တော့တခုချင်းစီကြည်ပြီးတေချာလေးလုတ်ကြည့်ပါရပါလိမ့်မယ်เนาะကျွန်တော်တို့ဒါနမူနာလုတ်ပြတာဖြစ်တဲ့ကြောင့်မလို့အနေအောင်ပဲပြပါတယ်เนาะအဲမရှင်းတာကြည့်လို့ရှိရင်ကျွန်တော်မှတ်နေမှာရည်ထားပြီးလို့ရပါတယ်အခုပြသွားတဲ့အတိုင်းတိတိတိချာချာတဆင့်ချင်းလုံးမယ်ဆိုလို့ရှိရင် လုံးဝအဆင်ပြေပါရဲ့ဗျโอเคဒါဆိုလို့ရှိရင်လူချင်းမင်းတို့လည်း ဒီ VO3 free လေးကိုရကြမယ်လို့မျှော်လင့်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ